တောင်းတပီပြည်သက်များအားလုံးမင်္ဂလာပါရှင်ဒီတစ်ပတ်အတွင်းထူးခြားတဲ့ဖြစ်စဉ်တွေကိုကျမလွေပပူကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကြောင်မဲမျိုးကိုစစ်ကောင်စီတပ်ကလေကြောင်းနဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့တဲ့တဲ့တင်မန်တုံမျိုးမှာတောင်းပြည်မျိုးနယ်ရက်တပ်ဖွဲ့တွေကမူရစေဝါရောင်းဝယ်တုံးဆွဲသူ၈ဦးကိုဖမ်းဆီးရမိတဲ့တဲ့တင်နဖက်ကမျိုးမှာတရက်အတွင်းမိနောင်မှု၂ကြိမ်ဖြစ်ပွားတဲ့တဲ့တင်တွေအပြင်အခြားတဲ့တင်တွေကိုလည်းကြားရမှာပါ ပထမဆုံးအနေနဲ့မန်တုံမြို့နယ်ကြောင်မဲမြို့နယ်မှာမြို့နယ်စီပင်တာယာရဲအဖွဲ့ကမြို့အတွင်းပျက်စီးနေတဲ့လမ်းတံတားတွေကိုပြန်လည်ပြုပြင်ပေးတဲ့တည်င်းကြားရမှာပါဒီတည်င်းပြည့်စုံကိုမိယမင်းသူကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တန်းပီမန်တုံနဲ့ကြောင်မဲမြို့တွေမှာမြို့နယ်စီပင်တာယာရဲအဖွဲ့ကဥဆောင်ပြီးပျက်စီးနေတဲ့လမ်းတံတားတွေကိုပြန်လည်ပြုပြင်ခဲ့ပြီးတော့ရင်မြောင်းတွေကိုလည်းတူးဖော်ရှင်းလင်းပေးခဲ့ပါတယ် မတုံမျိုးမြို့လေရက်ကွက်မှာပြည်သူတွေဖျက်တမ်းသွားလာရအစီပြေစေဖို့အတွက်ပျက်စီးနေတဲ့လမ်းတံတားကိုပြုပြင်ခဲ့ပြီးတော့စက်တင်ဘာလ18ရက်နေ့မှာဆောက်လုပ်ပြီးခဲ့ပါတယ်။တံတားဟာအလျား26ပေနဲ့အနံ9ပေရှည်လျားပြီးတော့စွစုပေါင်းကုန်ချစရိတ်က100ဝန်းကျင်ရှိပါတယ်။အလားတူကြောင်မဲမြို့မှာလည်းမြို့နယ်စီပင်တရာရေးအဖွဲ့ကပျက်စီးနေတဲ့လမ်းတံတားတွေကိုပြန်လည်ပြုပြင်တာတွေတောင်ကျရေကြောင်းပိတ်ဆို့နေတဲ့ရေမြောင်းတွေကိုရှင်းလင်းပစ်ခဲ့ပြီးတော့ ရေလွှမ်းမြောင်းတွေကိုလည်းတူဖို့ဆောက်ရက်ပေးခဲ့ပါတယ်။ဒါအပြင်မြို့တွေးတာယာလှပစိတ်လက်စေဖို့အတွက်တန်ရှင်းရေးတွေလည်းပြုလုပ်ခဲ့ပါတယ်။နန်းခမ်းမြို့မှာလည်းပြီးခဲ့တဲ့စက်တင်ဘာလ23ရက်နေ့ကအောင်မြတာရက်ကွက်ကပျက်စီးနေတဲ့လမ်းတံတားကိုမြို့နယ်စီပင်တာယာရေးအဖွဲ့ကဥဆောင်ပြီးပြုပြင်ပေးခဲ့ပါတယ်ရှင်။ကျမမင်းမင်းသူပါစစ်ကောင်စီတပ်ကကြောင်မဲမြို့ကိုလေကြောင်းနဲ့ထပ်မံပုံကျဲတိုက်ခိုက်ခဲ့တဲ့တဲ့တင်ပါ ဒီတဲ့င်းပြည့်စုံကိုလွဲပုံစမန်းကပဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တောင်ပြေတက်မှာနှစ်နေမည်ဖြစ်တဲ့ကြောက်မဲမြို့နယ်က မိုင်းတင်အုပ်စုပင်တီကျေးရွာကိုစစ်ကောင်စီတပ်ကစက်တင်ဘာလ24ရက်နေ့နေ့လယ်တနာရီဝန်းကျင်မှာ ပေါင်250ပုံနှလုံးထပ်ပြီးကျဲချတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီပုံကျဲတိုက်ခိုက်မှုကြောင့်ပင်တီကျေးရွာမှာရှိတဲ့ပင်တီဖုန်ကြီးကျောင်းတကြောင်နဲ့စွန်းစားဆောင်တပ်ဆောင် ထိခိုက်ပျက်စီးခဲ့ပါတယ်။ပြခဲ့တဲ့စက်တင်ဘာ20ရက်နေ့မှာလည်း စစ်ကောင်စီတပ်ကကြောက်မဲမြို့နယ်လွယ်အန်ကျေးရွာမှာတပ်ပွဲဖြစ်ပွားတာမရှိဘဲရည်ရွယ်ချက်ရှိရှိဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့လို့ဖုန်ကြီးကျောင်းတကျောင်းပုံစားထိမှန်ပျက်စီးခဲ့ပါသေးတယ်။နောက်ဆုံးဆက်သွယ်ရရှိထားတဲ့ဇယင်အရစတေမာလာ24ရက်နေ့အထိစစ်ကောင်စီတပ်ရဲ့လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းကျဲချတိုက်ခိုက်မှုကြောင့်အယက်သားတဦးတေဆုံးပြီး၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်နေအိမ်16အိမ်နဲ့စာတင်ကျောင်းဖုန်တော်ကြီးကျောင်းတွေပုံစားထိမှန်ပျက်စီးခဲ့ပါတယ်။ စစ်ကောင်စီတပ်ရဲ့လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းအုံပြုတိုက်ခိုက်မှုတွေမှာကြောက်မဲမြို့နယ်က6ကျိန်၊ဒီဘောမြို့နယ်က2ကျိန်နဲ့မိုးကုံးမြို့နယ်က2ကျိန်ဖြစ်ပြီးစုစုပေါင်းဘုံအလုံးရေ23လုံးတဲချတိုက်ခိုက်ခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာအရတားပြည်သူတွေကိုလေကြောင်းလက်နက်ကြီးဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ပြီးစစ်ရာဇဝမှုကိုနှင်းစင်နဲ့အမျှကျူးလွန်နေပါတယ်။ဒါကြောင့်မြို့ပပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ရဲ့လေကြောင်းလက်နက်ကြီးဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တာတွေရှောင်ရှားနိုင်ဖို့ စီရတရရှိဖို့လိုအပ်ပြီးလေကြောင်းရန်ကနေကာကွယ်နိုင်ဖို့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီလန်တွေလိုက်နာဆောင်ရွက်ကြဖို့လိုအပ်ပါရဲ့ရှင်။ကျမလေးပေါ်စမင်မမန်တုံမြို့မှာတောင်ပြည်မြို့နယ်ရဲ့တပ်ဖွဲ့တွေကမူရစေဝါရောင်းဝယ်သုံးဆွဲသူရှိဦးဖမ်းဆီးရမိတဲ့တည်င်းဖြစ်ပါတယ်။ဒီတည်င်းပြေဆောင်ကိုလွေပုခရကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ တန်းပြေနမ်ဆန်ခရိုင်မန်တုံမြို့မှာစတင်ပါလာ၃ပတ်အတွင်းတန်းပြေမြို့နယ်ရဲတပ်ဖွဲ့တွေကမွေးရင်စေဝါရောင်းဝယ်၃ဆွဲသူ၈ဦးကိုဖမ်းဆီးရမိခဲ့ပါတယ်။ပြီးခဲ့တဲ့စတင်ပါ၁၈ရက်နေ့တန်းပြေရဲတပ်ဖွဲ့ကရှောင်းသခင်စစ်ဆေးနေတဲ့အချိန်မှာမွေးရင်စေဝါရောင်းဝယ်တဲ့အမျိုးသား၂ဦးစီကရမစိတ်ကြွစေပြား၄၅ပြားနဲ့ဘိန်းဖြူထဲထားတဲ့ဘူတေတဘူးနဲ့အတူဖမ်းဆီးရမိခဲ့ပါတယ်။ ဒါပြင်စက်တင်ဘာ၃ရက်နေ့နဲ့၁၀ရက်နေ့တုန်းကလည်းမွေရင်ဆေးဝါး၃ဆွဲသူအမျိုးသား၅ဦးနဲ့အမျိုးသမီး၂ဦးဖမ်းဆီးရမိခဲ့ပါတယ်။ဖမ်းဆီးရမိထားတဲ့သူတွေကိုတောင်ဖီမြို့နယ်ရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းထားပြီးတော့မွေရင်ဆေးဝါးရောင်းဝယ်သူတွေကိုတော့မွေရင်ဆေးဝါးတိုက်ဖြတ်ရေးဥပဒေနဲ့အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီးမွေရင်ဆေးဝါး၃ဆွဲသူတွေကိုတော့အကျဉ်းစာရိတ္တပြုပြင်သွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာ16ရက်နေ့တုန်းမှာလဲမူဆယ်မြို့နယ်အထက်နမွေကျေးရွာကိုတောင်ပြည်ရဲ့တပ်ဖွဲ့ကမွရင်စေဝါတုံးဆွဲသူအမျိုးသားနူဖန်စီရမိခဲ့ပါတယ်ရှင်။ကျွန်မအလို့ပုခရူပါ။နဖက်ကမြို့မှာတရက်အတွင်းမိလောင်မှုနှစ်ကြိမ်ဖြစ်ပွားတဲ့တည်င်းဖြစ်ပါတယ်။ဒီတည်င်းပြေဆုံးကိုလွေပုစမန်းကပဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တောင်ပြည်ကိုခိုင်ခရိုင်နဖက်ကမြို့မှာတရက်အတွင်းနေအိမ်နှစ်အိမ်မိလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာ16ရက်နေ့မှာရက်ွက်တစ်မှနေထိုင်တဲ့ဥလော်ဘူကဟာဖျားဆင်ပေါ်ဖျောင်းနိုင်မိထွန်ထားရကနေတဆင့်မိလာမှုဖြစ်ပွားခဲ့ပါတယ်။အလားတူပဲရက်ွက်သုံးရှိဥခွန်တန်းမရဲ့နေအိမ်ဟာလည်းပန်းစီဆိုင်ပတ်ကွဲရကနေတဆင့်နေအိမ်မိလောင်တွားခဲ့တာဖြစ်ပါတယ်။၎င်းတို့ရဲ့နေအိမ်အတွင်းရှိပစ္စည်းများအားလုံးမိလောင်တွားခဲ့ပြီးဆိုင်ကယ်၂စီးကား၂စီးနဲ့တက်စီနှစ်ဘုံအပါအဝင်စုစုပေါင်းကာလတန်ဖိုး3680ကျော်မိလောင်ဆုံးရှုံးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့စက်တဘာ12ရက်နေ့ကလည်းနမ်ခတ်မြို့နယ်ကောင်းတက်ကျေးရွာမှာဝါယာကျိုးရှော့ဖြစ်ရာကနေနေအိမ်တလုံးမိလောင်မှုဖြစ်ပွားခဲ့ပါတယ်။ဒီမှာနေပါစမိတ်ပါရှင်။စစ်ကောင်စီတပ်ရဲ့ထောက်လန့်ရင်းနဲ့တည်င်းပွဲတွေကိုတောင်ပီမြို့နယ်ရဲတပ်ဖွဲ့တွေကဖမ်းဆီးရမိတဲ့တည်င်းဖြစ်ပါတယ်။ဒီတည်င်းပြေဆောင်ကိုလွှဲပို့လဘာကပဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျောင်းမဲကုတ်ကိုတော့မလို့ရတယ်။သူတို့စကန်းကုန်းကြီးပမာရှိတယ်ပမာရှိတယ်ဆိုတော့မေးရမှာ။ မေးရမယ်လိုက်လေ့လာရမယ်ပြီးကြောက်ချင်းပြန်ပြီးတရင်ပို့ရမယ်တောင်ပြေတွင်စစ်ကောင်စစ်တပ်ကဆယ်လွတ်ထားတဲ့ထောက်လန်းရေးနဲ့တရင်ပေးတွေကိုတောင်ပြေရဲ့တပ်ဖွဲ့ကရှာဖွေဖမ်းဆီးနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ9ရက်နေ့အထိစစ်ကောင်စစ်တပ်ကဆယ်လွတ်ထားတဲ့ထောက်လန်းရေးနဲ့တရင်ပေးတွေအပါအဝင်ဆက်ဆက်တဲ့သူတွေကိုတောင်ပြေရဲ့တပ်ဖွဲ့ကဆယ်ဦးထက်မနည်းအထိရှာဖွေဖမ်းဆီးရမိခဲ့ပါတယ်။တပ်ပွဲပြင်းထန်ဖြစ်ပွားနေတဲ့ကြောက်မဲမြို့နယ်နဲ့မြို့တွင်းကိုလည်း စစ်ကောင်စီတပ်ကအစုံစမ်းထောက်လှမ်းရေးအပါဝင်တရင်ပဲတွေကိုဆင်လွတ်ထားပြီးအများပြည်သူနစ်နာစေတဲ့လေကြောင်းတက်ခိုက်မှုနဲ့ဒရုန်းတက်ခိုက်တာတွေလှုပ်ဆောင်နေပါတယ်။ဖန်စီရမိထားတဲ့ထောက်လှမ်းရေးနဲ့တရင်ပဲတွေရဲ့ထွက်ဆိုချက်အရကြောက်မဲမျိုးကိုဝင်ရောက်တက်ခိုက်ဖို့အတွက်လမ်းကြောင်းတရင်ပဲတာတွေမိမိတို့တော်လှန်ရေးအင်အားစုတွေရဲ့လက်နက်အင်အားတွေလူအင်အားနဲ့ဒီနေရာတွေကိုလေကြောင်းတက်ခတ်ဖို့အတွက်ပွဲနေရာတည်င်းပေးဖို့ဆင်လွတ်ထားတာဖြစ်တယ်လို့ထွက်ဆိုထားပါတယ်။မင်းတို့ကခိုင်းနေရရှိတယ် ကျွန်တော်ဗာတိုင်းမှာလည်းဒီခါလေးပြောလို့ရပြောလို့ပါနေုံနဲ့အခုတော့ငါမပြောသေးဘူးလေကျွန်တော်နောက်ကြမှာမင်းပြောပြမယ်ခိုင်းငံဒီမှာတပည့်ကျော်တယ်မင်း AC လို့လလပဲနေစားဖတ်တော့ခွင့်ရေးပေးတယ်ဘေးကဘေးဖော်ကြီးရတယ်ဝင်ပြီးတော့ပြန်ထွက်လာတယ်သူအဲ့လိုခွင့်ရေးပေးတဲ့ချိန်အဲကျွန်တော်မေးတယ်အဖလို့ကျွန်တော်ခိုင်းမယ်ဆိုတာဘာတောင်းဝင်လဲကျောင်းမကောက်ကိုသွားမှာတယ်တော့မလို့ရဲ့အဲ့ဘက်မှာ PDF တွေကိုဖွဲ့တောင်းရတဲ့ဆိုလို့ကိုဖွဲ့ တောင်းကျင်းနေမဟုတ်ဘူးလူအင်အားများရဲ့ဆိုလို့အဲငါတို့မျိုးတောင်းမေးခိုင်းမှာဘယ်လိုလုပ်မှလဲကျွန်တော်မေးလိုက်မနှက်ခံတော့မင်းတို့စကန်းသူတို့စကန်းကုန်းကြီးပမာရှိတယ်ပမာရှိတယ်ဆိုတော့မေးရမှာမေးရမယ်လိုက်လေးလာမယ်ပြီးကြောက်ချင်းပြန်ပြီးတရင်ပို့ရမယ်ဘလို့ပို့ရမှာလဲဆိုတော့ဗာဒီကမင်းတို့တော့ပြောလို့ရှင်တောင်းကျင်းငါဆရာကြီးကပြောလိုက်ဒီကြိုက်တော့မယ်ဆိုအဲ့ဒါမျိုးမျိုးမျိုးပါနေပြကြမှာလိုက်ရှာတယ်ကျွန်တော်တို့အခြေဆုံးကပြလို့လိုက်ကျွန်တော်ကြောင်းမဲလေရောရောကျွန်တော်တို့ဖမ်းတော့ဖမ်းတယ် အမဒီ group ပေါင်းလို့ခဏကြောက်မဲမျိုးကိုမကြခဏလေးကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေ drone နဲ့ drone ဘုံဘုံကျဲတိုက်ခိုက်တာတွေအသေးခံ drone နဲ့ဘုံကျဲတိုက်ခိုက်တာတွေစရဲစစ်ကောင်စီတပ်ရဲ့အစီရဇုပ်မှုတွေအတွက်အဲ့ဒီထောက်လန်းရေးနဲ့သတင်းပေးသူတွေကပါဝင်ပတ်သက်နေပါတယ်စစ်ကောင်စီတပ်ရဲ့လေကြောင်း drone နဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်2025ခုနှစ်ဇန်နဝါရီလကနေစက်တင်ဘာလအထိအရက်သားပြည်သူ138ဦးတေဆုံးပြီး192ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် လူနေအိမ်စာတင်ကြောင်းဖုန်းတော်ကြီးကျန်းအပါအဝင်အဆောက်အဦပေါင်း969ခုထိခိုက်ပျက်စီးခဲ့ပါတယ်။လက်ရှိဖန်စီယာမိထားတဲ့သူတွေကိုစစ်ဆေးရမှာပြုမှုကျူးလွန်ကြောင်းထင်ရှားပေါ်လွင်နေဆိုရင်တောင်ပြည်ရဲ့ဒီဇယ်ဥပဒေနဲ့အညီအမှုဖွင့်အရေးယူသွားမှာဖြစ်ပါတယ်။ကျမလို့ပူပါပါရှင်။ဒီတပတ်တွင်တွေကတော့ဒီလောက်ပါပဲရှင်မိဘပြည်သူများအားလုံးကိုစိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါစေရှင်။